လီဗာပူးတိုက်စစ်ကစားသမားဆာလာဟာဝက်ဆမ်အသင်းကိုနှကိုးတကိုးနဲ့အနိုင်ရတဲ့ပွဲမှာဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် Honorary နဲ့ Haaland တို့ရဲ့ Premier League ဂိုးပါဝင်ပတ်သက်မှုစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ Arsenal တိုက်စစ်မှုဟာ Honorary နဲ့ Man City တိုက်စစ်မှု Haaland တို့ဟာ Premier League မှာ38ပွဲရှင်ပြိုင်ကစားရတဲ့ခေတ်ကာလမှာတရားသည့်အတွင်းဂိုးပါဝင်ပတ်သက်မှု44ဂိုးစီနဲ့အများဆုံးအဖြစ်စံချိန်တင်ထားတာဖြစ်ပါတယ်။ အခွက်ခါဆာလာကဂိုးပါဝင်ပတ်သက်မှု45ကိုရှိသွားခဲ့တဲ့အတွက်၎င်းတို့ကိုကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဆာလာဟာအခုရာသီမှာကိုရိုင်28ကိုသွင်းပြီးဂိုးဖန်တီးမှု18ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့အတွက်ဂိုးပါဝင်ပတ်သက်မှု45ကိုရှိလာတာဖြစ်ပါတယ်။ဆာလာအနေနဲ့ပရီးမီးယားလိရဲ့တရားသည့်အတွင်းခိုးဖန်တီးမှုအများဆုံးစံချိန်ဖြစ်တဲ့ Honorary နဲ့ Tibrina တို့ရဲ့အကြိမ်20စံချိန်ကိုလည်းကျိုးဖြတ်နိုင်ပွဲရှိနေပါတယ်။ပရီးမီးယားလိမှာ52ပွဲရှင်ပြိုင်ကစားရတဲ့ခေတ်ကာလမှာခိုးပါဝင်ပတ်သက်မှုအများဆုံးပြုတ်လုထားနိုင်သူတွေကတော့ အလန်ရှီယာနဲ့အင်ဒီကို48 90တို့ဖြစ်ပါတယ်။